ချင်းပြည်မှာစစ်ကော်မရှင်ရဲ့လေကြောင်းအကြမ်းဖက်မှုတွေဟာတိတိတသားမြင့်တက်လာနေတဲ့အတွက်ချင်းလူခွင့်ရေးအဖွဲ့ CHR ကဒီနိုင်ငံတကာကိုအရေးပေါ်တောင်းဆိုချက်တွေထုတ်ပြန်လိုက်ပြီးတော့တောင်းဆိုထားပါတယ်။အဲ့ဒီတောင်းဆိုချက်တွေကတော့မြန်မာအခြေအနေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးဒီ ICC ကိုချက်ချင်းလွှဲပြောင်းပေးဖို့နောက်ပြီးတော့ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့ရေးနဲ့လေရင်စီချက်ချင်းပိတ်ပင်ပေးဖို့လို့ပါဝင်ပါတယ်။ ဒီလိုမျိုးတောင်းဆိုရတာဟာအော်တိုဘာလ73ရက်နေ့ကဒီဟာခါမြို့နယ်ထဲမှာရှိတဲ့ဗန်ဟာရွာကအစတင်ចောင်းကိုဘုံကျဲတက်ခိုက်ခဲ့လို့ចောင်းသားနှစ်ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်အပါအဝင် အရက်ပတ်ပြစ်မှတ်တွေတိုးပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အတွက်ဖြစ်ပါတယ်။ CHRO ရဲ့မှတ်တမ်းတွေအရဆိုရင်စက်တင်ဘာလကုန်ကနေဒီအော်တိုဘာ73ရက်နေ့အထိပေါ့လေလေကြောင်းတိုက်ခိုက်ခံရမှု6ကြိမ်ထဲမှာကလေး6ယောက်အပါအဝင်စုစုပေါင်းဒေသခံ9ယောက်သေဆုံးပြီးတော့ 33ရောက်ဒဏ်ရာရခဲ့တာတွေရှိခဲ့ပါတယ်။